မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့အော်တိုဘာလ2ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ KNB နဲ့ဖာပေါ်မြို့နယ်노ဘောတိရွာကိုစစ်ကြောင်းထိုးလာတဲ့ ် BGF နဲ့စစ်တပ်ပူးပေါင်းအဖွဲ့ကို၄ရက်ကြာကြာပြတ်တိုက်ခိုက်ရာစစ်တပ်ဘက်က10ဦးထက်မနည်းထိခိုက်သေဆုံးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စက်တင်ဘာလ22ရက်နေ့ကစတင်ပြီးတော့ဖာပေါ်မြို့နယ်노ဘောတိရွာကိုမောင်လာကျိုင်ဦးဆောင်တဲ့ BGF အဖွဲ့နဲ့အကြမ်းဖက်စစ်တပ်ပူးပေါင်းထားတဲ့အင်အား300ခန့်ပါတဲ့စစ်ကြောင်းကစစ်ကြောင်းထုတ်လာတဲ့အတွက်တော်လိုင်းတပ်ဖွဲ့များနဲ့ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရပါဗျ။အဲ့ဒီထိတွေ့တိုက်ပွဲဟာစက်တင်ဘာလ26ရက်နေ့အထိဖြစ်ပွားခဲ့ပြီးတော့အကြမ်းဖက်စစ်တပ်ဘက်က10ဦးထက်မနည်းထိခိုက်သေဆုံးက၎င်းနဲ့စစ်ကြောင်း Black Dragon Columbia ကလည်းတော်လိုင်းရဲဘော်6ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။လက်ရှိချိန်မှာအကြမ်းဖက်စစ်တပ်ကစစ်ကြောင်းမတိုးနိုင်တော့လဲအင်အားများထပ်မံဖြည့်တင်းနေတဲ့အတွာတိုက်ပွဲတွေဆက်လက်ဖြစ်ပွားနိုင်တယ်လို့ပြောဆိုထားပါတယ်။တော်လိုင်းရဲဘော်များဟာလည်းစစ်ကြောင်းထပ်မံတိုးလာမှာကိုစောင့်ကြည့်နေကြတယ်လို့သိရပါဗျ။ စက်တင်ဘာလ22ရက်နေ့မနက်ပိုင်းကစတင်ပြီးတော့노ဘောတိကျွာအနီးမှာတိုက်ပွဲဆက်ဖြစ်တာပါ26ရက်နေ့တိုက်ပွဲမှာကျွန်တော်တို့ရဲဘော်တွေထိခိုက်ဒဏ်ရာရလို့တပ်ပြန်ဆုတ်ခဲ့ပါတယ်အဲ့ဒီစစ်ခွေးတွေကကမောင်ဘက်ကနေလာပြီးတော့ BGF ကမောင်လာကြိုင်နဲ့ပူပေါင်းပြီးကျွန်တော်တို့ကိုစစ်ကြောင်းထိုးလာတာပါလို့ နဂနက်စစ်ကြောင်းကစစ်ကြောင်းမူဗိုတက်တူကပြောဆိုထားပါတယ်။နဂနက်စစ်ကြောင်း Black Dragon Column ဟာဖောင်ပုံခရိုင်အတွင်းမှာရှိတဲ့အကြမ်းဖက်စစ်ခွေးတပ်နဲ့ BGF ပူးပေါင်းအဖွဲ့တွေရဲ့စစ်ကြောင်းထုတ်မှုများကိုကျိန်ဖန်များစွာကြားဖြတ်တိုက်ခိုက်နိုင်ခဲ့တဲ့အဖွဲ့ဖြစ်ပြီးတော့မထော်၊ဆင်ဆွဲ၊တောင်သုံးလုံး နိုင်ပေါ်တီကတိုင်တိနဲ့မဲပလီတက်စခန်းတိမ့်တိုက်ပွဲတွေမှာလည်းပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့ကြတယ်လို့သိရပါဗျ။မြေပြင်မှာလည်းအကြမ်းမဆက်တက်ကအင်အားအလုံးရင်းနဲ့ထပ်မံပြီးတော့စစ်ကြောင်းထိုးရန်ပြင်ဆင်နေခြင်းကြောင့်ခဲယမ်းဖြည့်တင်းရန်နဲ့ဒဏ်ရာရတဲ့ရဲဘော်များကိုစေဝါကုသပေးရန်စေဝါများလည်းလိုအပ်နေတဲ့အတွက်ပြည်သူများပူးပေါင်းပါဝင်ပေးကြပါရန်မြစ်တာရက်ခံထားကြောင်းတရင်ရရှိပါတယ်ခင်ဗျာ။ ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မုံပြင်းနဲ့ရေးမြို့နယ်အာယုတောင်ရွာထဲဝါချောင်းတောင်အောက်မှာပွင့်ကင်းလာထောက်တဲ့အကြမ်းဖက်စစ်ခွေးတွေနဲ့အပေါင်းပါ၄ဦးကိုရေးဘလူးအဖွဲ့ကပြစ်ခတ်ရှင်းလင်းလိုက်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ အော်တိုဘားလာတရနေ့ညနေပိုင်းမှာဗကြမ်းဘတ်စစ်ကြောင်းရဲ့ရွှေပြေးကင်းထောက်လာတဲ့တပ်သား၄ဦးကိုပြစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်ပြီးတော့ဗကြမ်းဘတ်စစ်ခွေးအုပ်စုနဲ့လည်းတိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။အဲ့ဒီအကြမ်းဘတ်စစ်တပ်ရဲ့စစ်ကြောင်းဟာ DGPA အဖွဲ့နဲ့ပူးပေါင်းကစစ်ကြောင်းထုတ်လာခြင်းဖြစ်တယ်လို့သိရပါတယ်။ကျွန်တော်တို့နဲ့ဒီကောင်တွေဘက်ကပွိုင်းချထားတဲ့၄ကောင်နဲ့တိုးတော့ပွိုင်းချထားတဲ့၄ယောက်ကတော့အဲ့ဒီနေရာမှာတွင်ပဲပွဲချင်းပြီးပြစ်ခတ်နိုင်ခဲ့ပါတယ်။ဒါပေမဲ့တနက်တော့မကောက်နိုင်ခဲ့ဘူး။ကျွန်တော်တို့ကပျောက်ကြားကစားတာဆိုတော့တို့တို့ဘက်ကအင်အားများတယ်။အယောက်၄၀ကျော်၅၀ဝန်းကျင်လောက်ရှိမယ်။တိုက်ပွဲဖြစ်တဲ့နေ ရာကတော့အာယုတောင်ရွာထိပ်ဖုံကြီးကျောင်းဝါကျောင်းတောင်မှာပေါ့အဲ့ဒီနေရာမှာဖြစ်တာလို့ရေဘလူတပ်ဖွဲ့ရဲ့တိုက်ရင်မှုကပြောပြထားပါဗါးအာယုတောင်ရွာထိပ်ဝါကျောင်းတောင်အောက်ဟာအကြမ်းဖက်စစ်ခွေးများနဲ့ရေဘလူအဖွဲ့တို့မကြာခဏတိုက်ပွဲဖြစ်ပွားလေရှိတဲ့နေရာဖြစ်တယ်လို့သိရပါဗါးအကြမ်းဖက်စစ်တပ်ကစစ်ကြောင်းများထိုးရမှာ DKBA အဖွဲ့နဲ့ပူးပေါင်းကစစ်ကြောင်းထိုးလေရှိပြီးတော့ DKBA အဖွဲ့ဟာအကြမ်းဖက်စစ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာ အကြမ်းဖက်စစ်ခွေးတပ်နဲ့ပူးပေါင်းပြီးတော့အကြမ်းဖက်လောက်ရများကိုလှုပ်ဆောင်နေကြခြင်းဖြစ်တယ်လို့သိရပါဗါး DKBA ဓမ္မဆက်ကြဗတ်ဒစိတ်စစ်ကောင်စီနဲ့ပေါင်းတဲ့ကောင်နဲ့စစ်ကောင်စီနဲ့ပူးပေါင်းပြီးတော့ သူတို့ဘက်ကစစ်ကြောင်းထိုးတယ်ဒီဓမ္မစက်ကြဗတ်စိတ်နဲ့ DKB ရေတွေကစစ်ကောင်စီနဲ့ပေါင်းပြီးတော့ဘာလုပ်လဲဆိုတော့တချို့ကရင်ချေးရာတွေမှာဆိုရင်ကရင်ဒေသတွေမှာဒီကောင်တွေကပို့ပြီးလမ်းကျွမ်းတယ်လေလမ်းကျွမ်းတော့စစ်ကောင်စီကနေမြင်ရှင်းလင်းမှုတွေပြုတ်လုတဲ့အခါမှာသူတို့ကိုပြန်ပြီးတော့အတုံးချတာပေါ့စစ်ခွေးတွေကသူတို့ကို gate တွေလုတ်ပိုင်ခွင်းတွေပြည်တော်စုလမ်းမကြီးပေါ်မှာအခွန်ကောက်တာတွေကောက်ဖို့အတွက်လုတ်ပိုင်ခွင်းတွေကိုစစ်ခွေးတွေကပြန်ပေးထားတယ် ဒီကောင်တွေကတော့ကြုံခံနေတာပေါ့စိတ်ကောင်းစီလက်အောင်ပါလို့ရေဘလူးတပ်ဖွဲ့တရင်မှုကပြောဆိုထားပါတယ်ရေဘလူးအဖွဲ့ရဲ့ရှင်းလင်းခြင်းကိုခံလိုက်ရတယ်အကြမ်းဖက်စစ်ခွေးတွေဘက်က point ထောက်တဲ့ကောင်၄ကောင်ထဲမှာအကြမ်းဖက်စစ်ခွေးတွေအပြင် DKBA တပ်ဖွဲ့ဝင်များလည်းပါဝင်နိုင်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ကရင်ပြည်နယ်မြဝတီမြို့နယ်ရဲတပ်ဖွဲ့မှုရဲမှုအောင်နိုင်ဦးဟာမနေ့ကကြာရောက်တဲ့62နှစ်မြောက်ရဲတပ်ဖွဲ့နေ့ညစာစားပွဲအပြီး KTV ဟိုင်းကန်ကိုသွားပြီးတော့ဟိုင်းကန်မှာအပြော်လွန်ပြီးတော့ဝူရစ်စေးတဲ့အလွန်ကျွန်သုံးဆွဲပြီးတင်းဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ မနေ့ကအော်တိုဘားလာတရက်နေ့ဟာ62နှစ်မြောက်ရဲတပ်ဖွဲ့နှစ်ပတ်လည်နေ့ဖြစ်ပြီးတော့အဲ့ဒီနေ့မှာနေကင်းပိုင်းမှာမြောက်ရီခရိုင်ရဲရုံးမှာရဲတပ်ဖွဲ့နေ့အထိမ်းမှအခမ်းအနားပြုလုပ်ခဲ့တယ်လို့သိရပါတယ်။ညပိုင်းမှာညစာစားပွဲပြုလုပ်ခဲ့ပြီးတဲ့နောက်မြောက်ရီမြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးအောင်နိုင်ဦးမှာအခြားရဲတပ်ဖွဲ့ဝင်အများရှိတချို့နဲ့အတူ KTV ဟိုင်းကန်းကိုတွားရောက်ပြီးတော့တောက်စားမူရစ်ပျော်ပါခဲ့ကြတယ်လို့သိရပါတယ်။အဲ့ဒီနောက်မှာတော့အဲ့ဒီ KTV မှာပဲမူရစ်ဆေးဝါးတွေအလွန်ကျွံသုံးဆွဲမှုကြောင့်သတိလက်ပြီးတော့တေဆုံးသွားတယ်လို့သိရပါတယ်။ အခုလောမူရဲ့စေဝါသုံးဆွဲရဲနဲ့တေဆုံးခဲ့တော်လဲမြောက်ဒီမြို့နယ်ရဲတပ်ဖွဲ့ကသက်ဆိုင်ရာရဲယုံကျုံနဲ့ကြည်ရဲရေးဝန်ကြီးဌာနကိုဂျင်းနဲ့အစီရင်ခံစာတင်ပြရမှာအုံနောက်သွေးကြောပြတ်ပြီးတော့တေဆုံးသွားတယ်လို့လိမ့်လေတင်ပြထားကြောင်သိရပါတယ်နေပြီးတော့ရဲယုံကျုံနဲ့ကြည်ရဲရေးဝန်ကြီးဌာနကိုလိမ့်လေတင်ပြထားတဲ့ရဲဂျင်းနန်းစာမှာအော်တိုဘားလာ၂ရက်နေမနက်3:00 3:00 9:00 50မိနစ်အချိန်မြို့နယ်ရဲတပ်ဖွဲ့မှအောင်နိုင်ဦးဟာနေအိမ်မှာတွင်သတိလစ်မေမျောနေတာကိုတာဝန်ကျဒူရဲအုပ် ဝင်းကိုကိုကတွေ့ရှိခဲ့တဲ့အတွက်အခြားရဲတပ်ဖွဲ့ဝင်များနဲ့အတူမြောက်ရီခရိုင်ပြည်သူစေယုံကြီးကိုတင်ပို့ခဲ့တယ်လို့သိရပါဗျ။အခုလိုတင်ပို့တဲ့အချိန်မှာမြောက်ရီခရိုင်စေယုံကတာဝန်ကျတဲ့ဆရာဝန်ဒေါက်တာအောင်ကောင်းမြတ်ကလက်ခံပြီးတော့အရေးပေါ်လူနာဆောင်မှာစိတ်ကူတာပေးခဲ့တယ်လို့ပြောပါတယ်။စိတ်ကူတာမှုခံယူနေတဲ့အချိန်ရဲမှုအောင်နိုင်ဦးဟာ မနေ့3ည3ည9:55မိနစ်အချိန်မှာအုံနောက်သွေးကြောပေါက်တဲ့ယောဂါနဲ့တိတ်ဆုံးသွားခဲ့တယ်လို့ပြောပါတယ်။ရဲမှုအောင်နိုင်ဦးတိတ်ဆုံးမှုနဲ့ပတ်သက်ပြီးတော့၎င်းရဲ့မိသားစုထံကိုဆက်သွယ်အကြောင်းကြားထားပါတယ်။တကြိုးဆောင်ရွက်မှုအားအချိန်နဲ့တပြေးညီဆောင်ရွက်တော့မှဖြစ်ကြောင်းသိရှိနိုင်ရန်တင်ပြအပ်ပါတယ်လို့လိမ့်လဲရေးသားထားပါတယ်။62နှစ်ပြည့်နှစ်ပတ်လည်ရဲတပ်ဖွဲ့နဲ့ဒင်နာအပီးမှာ KTV ကိုဆက်ပြီးတော့တွားခဲ့ကြတာပေါ့။ဒေနာမာကလေးကအရက်ကတော်တော်ကိုတောက်ထားပြီးသား KTV ဟိုင်းကမ်းမှာပါ KRO E တွေရောထပ်သုံးတော့နှစ်ပေနေလိန်ကုန်တာပေါ့ KTV ကနေပဲအက ုံးဝိုင်းပြီးတော့စီးရုံကိုပို့လိုက်ကြတာမင်းညာကခေရီအီးတွေနဲ့အရက်တွေရောပြီးတော့ short ဖြစ်သွားတာကိုမြောက်ရီကလူတော်တော်များများသိကြတယ်လို့မြောက်ရီအခြေဆိုင်သတင်းရင်းမြစ်ကပြောပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆလာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့တောင်ကြီးမြို့နယ်ရွှေညောင်မြို့မှာရှိတဲ့တရားစခန်းတစ်ခုရဲ့ဒစိတုံးအတုကိုပြုတ်လို့ပြီးတော့ရက်ကျေးတန်ကနိုင်ရကအဖြစ်နဲ့လိန်ညာပြီးဘုံကြီးကျောင်းမြေနေရာအဖြစ်နဲ့အတိမတ်ပြုတ်ရန်ဂျိုးပန်းခဲ့တဲ့ဘုံကြီးကိုနိုင်ငံတော်တန်ကမဟာနိုင်ကအဖွဲ့က တရားစွဲဆိုရန်ဆုံးဖြတ်လိုက်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ။ဒစိတုံးတို့အသုံးပြပြီးတော့ရှောက်ထားသူဥပညာနန္ဒဟာရွှေညောင်မျိုးရံမျိုးအောင်လန်းအကွက်အမတ်ခွန်ခွန်ရှင်အားကစားကွင်းတောင်ရံဥပိုင်အမတ်50ခေါ်မြေခွက်ဧရိယာ၃ရက်တက်တော့မှ60ဧကမှာရှိတဲ့တရားစခန်းမြေနေရာကိုမူလမြေလူတန်းသူနဲ့တရားစခန်းခေါ်ပကအဖွဲ့သဘောတူညီမှုမရှိဘဲဖုန်ကြီးကြောင့်အဖြစ်နဲ့အတိမတ်ပြုပေးရန်ဒစိတုံးအထုပြုလုပ်ပြီးတော့ရက်ချေးတန်ကနိုင်ကအဖြစ်နဲ့ဟန်ဆောင်ပြီးရှောက်ထားခဲ့ကြောင်းသာသနာရေးသတင်းအမြင့်ထံကသိရပါဗါးအဲ့ဒီအတွက်ရွှေညောင်မျိုး ပညာဗိမ္မာဏအကြောင်းလိုက်ကဘုံကြီးဥပညာဏ္ဍကိုနိုင်ငံတော်တန်ခါမဟာနိုင်ကအဖွဲ့ကရာဇတ်ကြီးပုံမှ468မြင်းဆောင်420လုံးနဲ့အရေးယူရန်ဆုံးဖြတ်ခဲ့တဲ့အတော့ တရားဆွဲအရေးယူရန်ရှမ်းပြည်နယ်တန်ခါနိုင်ငံအဖွဲ့နဲ့ပြည်နယ်သာသနာရေးဦးစီးဌာနတို့ကစီမံဆောင်ရွက်နေကြောင်းသိရပါတယ်။ဥပညာဏ္ဍာက၎င်းလိန်ညာပြီးအတုပြုလုပ်ထားတဲ့စာကိုပြီးခဲ့တဲ့ဇန်နဝါရီလ14ရက်နေ့မှာမြို့နယ်တန်ခါနိုင်ငံအဖွဲ့ကိုတင်ပြရမှာအဲ့ဒီအဖွဲ့ကလည်းမဟာနာရဲ့ညွန်ကြားလွာ80ခွန်အပိုက်3ဂားငယ်နဲ့ညီညွတ်မှုမရှိစန့်ကျင်ကြော်လွန်နေတဲ့အတွက်ဇန်နဝါရီလ26ရက်နေ့မှာ ဘုံကြီးကြောင်းအဖြစ်နဲ့ခွင့်ပြုပေးခဲ့တဲ့အပေါ်မူလမြေလူတန်းသူနဲ့တရားစခန်းဂေါ်ဘကအဖွဲ့နိုင်ငံတော်တန်ခါမဟာနိုင်ကအဖွဲ့ထံကိုတိုင်စာပေးပို့ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။အဲ့ဒီတိုင်စာအရာနိုင်ငံတော်တန်ခါမဟာနိုင်ကအဖွဲ့ကရှမ်းပြည်နယ်တန်ခါနိုင်ကကိုစစ်ဆေးတင်ပြရန်ညွှန်ကြားချက်အရာစစ်ဆေးပြီးတော့ပြန်လည်တင်ပြခဲ့တဲ့အပေါ်နိုင်ငံတော်တန်ခါမဟာနိုင်ကအဖွဲ့ကအဲ့ဒီမြေနေရာကိုဘုံကြီးကြောင်းအဖြစ်နဲ့အတိမတ်မပြုရန် ဒစိတုံးအထုပြုလုပ်ပြီးတော့လိန်ညာသူဥပညာနန္ဒအားရာဇသက်ကြီးပုံမှ468မြင်းဆောင်420လို့နဲ့အေးယူရန်နဲ့တာဝန်ထက်ကြော်လွန်ဆောင်ရွက်တဲ့တောင်ကြီးမြို့နယ်တန်ခါမဟာနိုင်ကအဖွဲ့ကိုပြင်းထန်စွာသတိပေးရန်တို့ကိုဆုံးဖြတ်ခဲ့ကြကြောင်းစက်တဘာလ16ရက်နေ့မှာအကြောင်းကြားလာခဲ့ခြင်းဖြစ်တယ်လို့သိရပါဗါရအာနဇက်အယအေးယူတဲ့အပေါ်ဓမ္မဆက်ကလည်းလိုက်ပါဆောင်ရွက်ရမှာပဲ အရေးယူခံရရင်လူထွက်ရမှာပါလို့သာသနာရေးနဲ့နှိဆက်သူကပြောပြထားပါတယ်။လက်ရှိမှာဒဇိတုံးအတုနဲ့လိန်လယ်မှုကျွလွန်နေသူဥပညာနန္ဒကိုတရားစွဲအရေးယူရန်ရှမ်းပြည်နယ်တန်ခါနိုင်ကအဖွဲ့နဲ့ပြည်နယ်သာသနာရေးဦးစီးဌာနတို့ကစီမံဆောင်ရွက်နေကြကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းအရောဘကိုးတိုင်းတရားဝရီအချင်းထောင်ကနေလွတ်ရက်စေပြီးတော့ပြန်လည်လွတ်မြောက်လာတဲ့နိုင်ငံရေးအချင်းသား၅ဦးကိုအကြမ်းဖက်ဆက်တက်ကနောက်ထပ်အမှုများကတ်ကလွတ်ပေးခြင်းမရှိဘဲပြန်လည်ဖမ်းဆီးလိုက်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အော်တိုဘားလ၁ရက်နေ့မှာတရားဝရီအချင်းထောင်ကနေနိုင်ငံရေးအချင်းသား၁၆ဦးနဲ့အခြားအချင်းသား၁၄ဦးစုစုပေါင်းအယောက်30လွတ်ရက်စေတဲ့အတွက်ပြန်လည်လွတ်မြောက်လာခဲ့တော့လေပြန်လည်လွတ်မြောက်လာတဲ့နိုင်ငံရေးအချင်းသား၁၆ဦးတွေကနိုင်ငံရေးအချင်းသား၆ဦးကိုထောင်မူပါမှာပြင် ရဲကားနဲ့စစ်ကောင်စီလက်အောက်ခံပြည်ထရေးဌာနကတရားဝင်ရဲစခန်းကိုပြန်လည်ဖမ်းဆီးသွားတယ်လို့သိရပါဗျ။ပြန်လည်ဖမ်းဆီးခြင်းခံလိုက်ရတဲ့နိုင်ငံရေးအကျဉ်းသား9ဦးတည်းကနိုင်ငံရေးအကျဉ်းသား1ဦးသာလွတ်မြောက်ခဲ့ပြီးတော့ဂျန်တဲ့နိုင်ငံရေးအကျဉ်းသား9ဦးကတော့နောက်အောင်မှုများနဲ့ဖမ်းဆီးခံရပြီးတရားဝင်အကျဉ်းထောင်ကိုပို့ဆောင်ကဖမ်းဆီးခံထားရတယ်လို့သိရပါဗျ။လက်ရှိတရားဝင်အချင်းထောင်မှာနောက်အောင်မှုများနဲ့ပြန်လည်ဖမ်းဆီးခံထားရတဲ့နိုင်ငံရေးအချင်းသား9ဦးရှိခဲ့ပြီးတော့ကိုဆိုင်အောင်ငင်း ကိုဂျယ်ရီကောင်းထိုင်ကိုတင်ဆိုးခေါ်နတ်ဆိုးနဲ့မမေမျက်သူတို့ကိုအတီးပြုတ်နိုင်ပြီဖြစ်ကြောင်း PPNM ကထုတ်ပြန်ထားပါတယ်အချင်းအောင်ထဲမှာမတရားသောအမိန့်တွေကိုကာလတစ်ခုထိနေပြီးသားဖြစ်တဲ့အတွက် အချင်းသားတွေကိုအခုလိုမျိုးလက်လွတ်စပယ်ပြန်လည်ဖမ်းဆီးကာထောင်ထဲထည့်တဲ့ကိစ္စကတော့လုံးဝကိုမလုပ်သင့်တဲ့ကိစ္စဖြစ်ပါတယ်နိုင်ငံရေးအချင်းသားတွေရဲ့အခွင့်အရေးလူတယောက်ရဲ့အခြေခံအခွင့်အရေးဖြစ်တဲ့အတွက်လွတ်လပ်စွာသွာလာခွင့်ဆုံးရှုံးရတဲ့အခြေအနေတစ်ခုဖြစ်ပါတယ်ဒါအပြင်တရားဥပဒေစိုးမိုးမှုမရှိတော့ဘူးဆိုတာဟာမြန်မာပြည်သူလူထုလက်ခံထားပြီမြေ ကဘာကြီးကအခုချိန်ထိမြန်မာနိုင်ငံရဲ့လက်ရှိအခြေအနေကိုမမြင်ရသေးဘူးဖြစ်နေပါတယ်လက်ရှိနိုင်ငံရဲ့အခြေအနေတွေကိုပြန်လည်ဖမ်းဆီးတယ်ဆိုတဲ့အခြေအနေဟာဆိုးဝါးလုံလတဲ့တရားရေးစနစ်ကပါစစ်ကောင်စီရဲ့အလိုကျဖြစ်နေသလိုနိုင်ငံရေးအခြေအနေတွေရဲ့လွတ်လပ်စွာသွားလာခွင့်နဲ့လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နဲ့နိုင်ငံရေးအခြေအနေတို့ရဲ့အခွင့်အရေးများစွာချိုးဖောက်ခံရရတယ်ဆိုတာကိုလက်တွေ့ပြသနေတဲ့လောက်ရတယ်လို့ကျွန်တော်ပြောချင်ပါတယ်လို့ကိုတိုင်ထုံးကပြောဆိုထားပါတယ် အခုလိုပုံမှန်ကပ်ပြီးတော့ပြန်လည်ဖမ်းဆီးသူများများလာပါကလွတ်ရဲဆေးတော်မယ်နိုင်ငံရေးအခြေအနေများအတွက်စိုးရိမ်ပူပန်မှုများဖြစ်စေနိုင်တဲ့အပြင်အချင်းတော်ရဲ့ပြင်ပမှာစောင့်မျှော်နေကြတဲ့မိသားစုဝင်တွေအတွက်ပါပူပန်မှု များစွာဖြစ်ပေါ်စေမှာဖြစ်တယ်လို့ပြောဆိုလိုက်ပါတယ်ပြန်လည်ဖမ်းဆီးခံလိုက်ရတဲ့နိုင်ငံရေးအကျဉ်းသားများကိုလက်ရှိအချိန်မှာအချက်ဘက်ဥတွေပုံမှန်52နဲ့ထပ်မံတရားစွဲရန်ပြင်ဆင်လျက်ရှိတယ်လို့ထုတ်ပြန်ထားပါတယ် ကျွန်တော်တို့ကတော့လူလူကောင်းဆောင်ဒေါ်ဆန်းစုကြည်အပအဝင်နိုင်ငံရေးအကျဉ်းသားတွေအားလုံးလွတ်မြောက်ရေးကိုကမ္ဘာကြီးကဒီထက်ပိုပြီးတော့အယုံစိုက်ကြဖို့လိုအပ်တယ်လို့ထင်ပါတယ်အခုလိုမျိုးမတရားဖမ်းဆီးခံရတဲ့ကိစ္စတွေဟာလုံးဝမလုပ်သင့်တဲ့ကိစ္စတွေဖြစ်ပါတယ်အဲ့ဒီလိုမျိုးလူတွေကိုမတရားပုံမှကတ်တဲ့ကိစ္စကိုပြင်းပြင်းထန်ထန်ရှုံချပါတယ်နိုင်ငံရေးအကျဉ်းသားတွေလွတ်ဖို့နိုင်ငံတကာကပိုပြီးတော့အယုံစိုက်ဖို့တောင်းဆိုဖို့လိုသလိုလက်ရှိတော်လှန်ရေးအဖွဲ့တွေအနေနဲ့လဲတော်လှန်ရေးကိုပိုပြီးတော့အားစိုက်ပြီးတော့မှတွန်းဖို့လိုအပ်ပါတယ် ထောင်ထဲမှာ2000ကျော်သောနိုင်ငံရေးအကြီးအကဲတွေထောင်တကားပွင့်မယ်နေကိုစောင့်နေကြတာဖြစ်ပါတယ်လို့ကိုတိုက်ထုံးကပြောကြားထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းပေါ့မြွနဲ့အနောက်ချမ်းမှာရှိတဲ့ကျေးရွာများကိုအချမ်းမဆက်တကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့1 drop လေးရင်နဲ့ဘုံ46လုံးကျဲချတိုက်ခိုက်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီကနေ့အော်တိုဘားလ2ရက်နေ့မနက်9နာရီကစတင်ပြီးတော့ဒရုန်းလေးတက်ကနေတက်လာတဲ့အချမ်းမဆက်တရဲ့1 drop လေးရင်တစ်စီးဟာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့ပေါ့မြို့နယ်နောက်ချမ်းမှာရှိတဲ့ကျေးရွာများကိုဘုံ46လုံးကျဲချတိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။အချမ်းမှာစစ်တပ်ရဲ့ဘုံကျဲတိုက်ခိုက်မှုအတွင်ပြည်သူများထိခိုက်မှုရှိမရှိကိုအတိမပြုတ်နိုင်သေးပဲလက်ရှိချိန်မှာကျေးရွာနေပြည်သူများဟာဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရပါဗျ။ ဒီကနေ့မနက်9:00နာရီကနေစပြီးတော့စစ်ခွေးတွေက112လေရင်နဲ့ပေါ့မြွတ်နဲ့အနောက်ချမ်းကိုဘုံကျဲစာတိုက်ခိုက်သွားတာပါပြည်သူတွေကတော့ဘေးလွတ်ရာကိုထွက်ပြေးနေရတဲ့အတွက်ထိခိုက်မှုအခြေအနေကိုတော့အတိမပြုတ်နိုင်သေးပါဘူးလို့ဒေသခံပြည်သူတို့ကပြောဆိုထားပါတယ်အလားတူပဲစက်တဘာလ28ရက်နေ့ကလည်းပေါ့မြွတ်နဲ့အနောက်ချမ်းမှာရှိတဲ့မြေနီမြောက်စုရွာဖုန်ကြီးကျောင်းကိုအကြမ်းဖက်စစ်ခွေးတပ်ကဘာတိုက်ပွဲမှလည်းမရှိဘဲနဲ့ Jet Fighter တစ်စီးနဲ့ဘုံကျဲတိုက်ခိုက်ခဲ့ပြီးပြည်သူများထိခိုက်မှုတော့မရှိခဲ့ဘူးလို့ပြောပါတယ်ဒါအပြင်ပေါ့မြွတ်နယ်မှာမြေပြင်ကနေစစ်ကြောင်းထိုးလာတဲ့အ ကြမ်းမဲ့စစ်ခွေးများကလည်းစက်တမလာ24ရက်နေ့မှာပေါ့မြုံနယ်ပလောင်းရွာကိုဝင်ရောက်စီးနင်းပြီးတော့ဂျေးပါနေပြည်သူ၃ဦးကိုဖမ်းဆီးတပ်ဖြတ်ခဲ့တယ်လို့သိရပါဗျ။အကြမ်းမဲ့စစ်တပ်က ပေါင်းမြုံနယ်အတွင်းတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့လေကြောင်းကနေဘုံကျဲခြင်းမြေပြင်စစ်ကြောင်းများကလည်းခြေပါများကိုဝင်ရောက်စီးနှင်နေခြင်းတို့ကြောင့်ပြည်သူများအနေနဲ့သတိပြုနေထိုင်ကြရန်တော်လိုင်းအင်အားစုများကမြစ်တာရက်ခံထားကြောင်းသတင်းရရှိပါရယ်ခင်ဗျာ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အချက်ပတ်စစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလည်းအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ